လို့အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့စနေနေ့ဆိုတော့ဘလို့လေးစရိုက်မယ်ဆိုပြီးတော့ဒီနေ့ voice scan တော့လုပ်တဲ့အကြောင်းအရာလေးကိုကျွန်တော်ဘလို့ရိုက်ထားပါတယ်။ဟောကျွန်တော်ချိန်ထားတာတော့29ရက်နေ့17ရက်နေ့ဆိုတော့အခုတော့10ရက်နေ့15ရက်တော့ရှိပါပြီ။အရင်ဆုံး voice scan ဟာလေးကိုစစ်တယ်စစ်ပြီးတော့ကျွန်တော်အဲတွားဖို့အတွက်လိုအပ်တဲ့ဟာလေးယူရပါတော့ဘလို့ဟိုမှာလည်းနည်းနည်းပါးပါးဘလို့စမ်းရအောင်မယ်ဆိုတော့ဘလို့ transport လေးယူရပတ်စံရကတော့မပါဘူး။ ပြီးတော့အဲ earphone ယူလိုက်တယ်ဗောနော earphone ကလည်းပြင်သွားလို့ချင်းလူတယ်ဗျာမဟုတ်လို့ချင်းတကူလူနေဆိုခံစားရတယ်အခုတော့ Spotify နဲ့တရှင်းနားထောင်မှုတပို့တော့ယူလိုက်ကျွန်တော်ပြီးတော့ကျွန်တော်သွားမယ့်နေရာနဲ့ကျွန်တော်နေရာနဲ့က15မိနစ်လောက်တော့ဝေးတယ်15မိနစ်လောက်ဝေးတော့ကျွန်တော်ဆန်ကယ်တက်စီလေးတော့ခေါ်လိုက်အောင်အကြက်မှာလို့ရှိရင်လေနေရာအမြဲအမှား icon square လား icon id လားဆိုတာ ်။နေရာတော့အမြဲတမ်းပြန်ရှာရတယ်။အခုတော့ကျွန်တော် grad ငားလိုက်ပြီပေါ့နော်။ဆိုင်ကြီးကတော့မရသေးဘူး။နောက်ဆောင်နေတော့ကျွန်တော်အောက်မှာပဲသွားဆင်းဆောင်ဆောင်လိုက်တော့။အခုတော့ဆိုင်ကြီးရပြီ။နောက်အခုသွားဖို့တက်ကိုကျွန်တော်ပြင်လိုက်ပါဦးအခု။တော်သေးတယ်ဒီနေ့တော့မိုးကညတော့ရွာတယ်တောက်လျှောက်ပဲဒီမိနစ်ကတော့မရွာတော့ခဏခါကိုကျွန်တော်ပြန်စစ်ကားသေးတယ် လောကြာသွားပြီဆိုရင်တော့အောက်ဆင်းလုံးပါဘောနော်အောက်မှာဆိုင်ကလေးရောက်နေပြီဆိုတော့ကျွန်တော်နေရာလေးလွာဆိုတော့တော်တော်တော့ဆင်းရတယ်ဒီဆောင်လေးကကောင်းလဲကောင်းတယ်နောက်ကြမှာဒီဆောင်လေးကြောင့်သက်သက်တရဘလော့ထက်ရိုက်ပါအောင်မယ်ကျောင်းသားတွေပဲနေတော့နည်းနည်းစိတ်ငြိမ်နေဗျ AI ကြောင့်ဖြစ်တာကူကျွန်တော်အဆောင်လေးထွက်လာရောနော်ကျွန်တော်အဆောင်နေထွက်လိုက်လို့ရှိရင်ကအရှိမချင်းမယူနီဗာစီတန်းရောက်တယ်ဗျာ အဲကျမယူနီဗာစီတီမှာလမ်းလျှောက်တာလေးလည်းအဆင်ပြေတယ်ဗောနော်ကျမယူနီဗာစီတီနားနေရတော့ဟိုစီးတိုင်းမုတ်တိုင်းနန်းလေးလည်းရှိတယ်။တွားကြီးလိုက်လည်းပို့ပြီးတော့အဆင်ပြေတယ်ဗောနော်ထူကောင်းတာဒီဘက်ပိုင်းနေရာရည်မကြီးရောကျွန်တော်ကျမမှာရည်ကြီးရဲ့နေရာလေးလည်းရှောင်ပြီးသားဖြစ်တယ်။အခုတော့တွားနေပြီဗောဒီမှာဒီနေ့ကမိုးရွာပြီးသားဆိုတော့တိမ်နေရတော်တော်လေးဟုတ်လားဒီပိတ်ရဲဆိုတော့ဗျာလူရတယ်တော်တော်ရှင်းတယ် ခုတော့ကျွန်တော်ဘေးပတ်လဲလဲရှောက်ရိုက်နေရောပုံမှန်ဆိုရင်တော့ဒါကျင်သွားတဲ့လမ်းလေးပြအနောက်မြေကျမှာကျင်သွားတဲ့ဟာလေးတေချာရိုက်ပြောင်းအဲ့ဒီလမ်းဆိုလို့ရှိရင်ဟာဈေးဝယ်လို့ရတယ်ကျွန်တော်ဒီမှာနေတာ1 year လောက်ကြာသွားပြီမဲ့တကယ်တမ်းအလုံးနဲ့အိမ်နဲ့ပဲဆိုတော့ဘေးမှာတော့မသွားပြသေးဘူးဒီနှစ်ထဲကျမှာပဲစမ်းသွားကြည့်အောင်ပါပဲအခုတော့မီးဝိုင်းမီးလို့စောင့်နေတယ် အခုမိဘလောက်သွားတော့နောက်နောက်တစ်ပြက်အဆက်သွားရတယ်ပေါ့နေတော့ပူတော့ပူတယ်ဒါပေမဲ့ဟိုတိတ်အပူတော့မဟုတ်နေရတော့အဲ့ငယ်မောင်းတဲ့လူကတော့အသေးအံမောင်းတာအားကြရတယ်ပတ်မောင်း ွားရင်သွားရင်သွားရင်လည်းရောက်တော့ရောက်တော့မအရှိကွေးတစ်ဖြက်ဖြတ်ပြီးတာ ਨੇ ရောက်ပြီပေါ့ဒီကျင်းတော့ကျင်းမရင်တော့လာလဲလို့လည်းကောင်းတယ်မိုးရွာပြီးတာဆိုတော့အိလန်းဝင်သွားလို့ရှိရင်ကျွန်တော်နာမည်ကြီးခောက်ဆိုင်မဲဆိုင်ဆိုတဲ့ဆိုင်နေရှိတယ်အဲအရှိကွေးလေးဆိုလို့ရှိရင်တော့ကျွန်တော်သွားမဲ့ဒီ Wolfgang Family အောင်ရောက်ပြီပေါ့အဲအရှိမှာဆိုလို့ရှိရင်ဒါသူ့ရဲ့ အဲတပည့်ကိမျိုးဟောင်းပေါ့နော်အဲဒီဟာတွေကကျွန်တော်နောက်ရင်တော့ရိုက်ထားတော့ရှိတယ်ဗျာဒါပေမဲ့ဗီဒီယို edit ကမပြင်းတာနဲ့အဲပြန်ပြီးတော့မလုပ်ဖြစ်ဘူးအခုကြမှာဆက်ပြန်ပြီးတော့ပြန်စိတ်ပါလာတာပေါ့နော်ရင်တော့တော့ပြင်းနေတယ်ဘာမှမလုပ်ဖြစ်ဘူးအခုတော့အဲတောင်ကျူလေးချိုးအဲလမ်းလေးချိုးလိုက်တာနဲ့ဒီ icon square ကိုရောက်လာပြီမြန်တော့မြန်တယ်ဗျာအဲ icon square နဲ့ဘယ်လောက်မှတော့မဟုတ်ဘူး15မိလောက်ပဲရှိတယ်ဒီအဓိကမီးပွိုင်းမီးနေရာနဲ့အဲစိုက်ကင်းငားတာလောက်ပဲကြာတာ ဒီ icon square မှာဆိုလို့ရှိရင်ဒီအဲ့ဒီထဲမှာ computer နဲ့ပတ်သက်တဲ့ sign တွေတော်တော်များများရှိတယ်အဲနောက်ပြီးတော့ဝယ်ရတာလည်းအဆင်ပြေတယ်ပေါ့ကျွန်တော်ကတော့ GMB ဆိုတော့ computer sign မှာအရင်ကပြင်လို့ပြင်ဘူးအဲ့ကူတော့ wall scan ဖတ်တဲ့စီကိုရောက်ပြီကျွန်တော်သူ့ကိုပြတာအဲ့ဒီနေ့29ရက်နေ့ appointment ယူရတယ်ဆိုပြီးတော့ပြောတာသူကအပြင်စေ့ကြည့်ပြီးတော့ကျွန်တော်ဟာကို scan လုပ်ပေးတယ် အဲစကန်ပြီးတဲ့အချိန်မှာခဏလေးစောင့်အောင်လေခဏလေးစောင့်ပြီးတော့အဲသူကပြောတယ်ကွာမျက်နှာအဲဆက်နာမှာသွားပြီးတော့ဘယ်လိုပြောမလဲအဲဟိုမျက်လုံးစကန်တော့ဖတ်လိုက်ရပြီတဲ့အဲ့လိုပြောတာနဲ့ကျွန်တော်လည်းအဲစကန်ဖတ်လိုက်တယ်ပေါ့အဲစကန်ဖတ်ပြီးတော့အဲအခုတော့စောင့်နေပါတော့စကန်ပရောဆက်ကပြီးသွားပြီတော့ဖုန်းလေးကိုဒီတာရောက်လာမယ်အဲရောက်လာတဲ့ဟာကိုကျွန်တော်ခဏစောင့်နေအဲ ုံးလေးမိနစ်လောက်ဆောင်းဆောင်းပြီးတော့ကျွန်တော် face scan ပြန်ပြီးတော့ပြန်ဖတ်ကြတဲ့ဖုန်းအောင်အဲဖုန်းမှာ face scan ဖတ်ပြီးလို့ရှိရင်ကျွန်တော်ဒီ wall coin ရယူပါတော့ wall coin ကထိုင်းမှာဆိုလို့ရှိရင်အဲဘတ်နဲ့လင်းမယ်ဆိုလို့ရှိရင်ဘတ်အဲအခုဆိုရင်တော့2000 2200လောက်တော့ရတယ်အခုက crypto market က crash ဖြစ်နေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်ဈေးရောနည်းနည်းလေးတော့ကျတယ်။အဲစောင့်ပြီးမှပြန်ရောင်းရလဲရောင်းပါလိမ့်။မဟုတ်လို့ရှိရင်လည်းတခါလေးတန်းလဲပေါ့။ဒါပေမဲ့ဟိုဘယ်လိုပြောမလဲဘတ်ဘတ်2000ဆိုတာက ဟိုကျွန်တော်သုံးမယ်ဆိုလို့ရှိရင်ကတစ်ပတ်လောက် EC သုံးလို့ရတယ်အဲ့တော့ဒါလေးလိုက်တာအဆင်ပြေတယ်ဗျာအဲ့တော့အခု24နာရီစောင့်ပြီးရင်ကျွန်တော်တွေကိုဒီ walk line 52 gwan ကျော်ကျော်လောက်ရရလာပြီဗျာနော်အာအခုကျွန်တော်အဲ့ဒီ anti square ထဲမှာရှိတဲ့ဆိုင်လေးတွေကိုလိုက်ပြတာအဲ့ဒီမှာတော့အဲကွန်ပျူတာပစ္စည်းရောင်းတဲ့ဆိုင်တွေပရင်တာတွေအဲမော်နီတာတွေယာဖုန်းတွေတော်တော်များများရတယ်ဗောနော်ဟိုချင်းမာယာဘန်ကောက်လောက်တော့ အကျေကြီးတော့မဟုတ်ဘူး PC ဘိုင်ဝင်မယ်ဆိုလို့ရှိရင်တော့ဒီလိုနေရာတွေမှာလာဝယ်တာတော့ပို့ပြီးတော့စိတ်ချရတယ်ကျွန်တော်တော့ဝင်နေကြတော့ AGMB တို့ Avice တို့အဲဒီကွန်ပျူတာဆိုင်တွေမှာတော့ဝယ်လေးရှိတယ်ပေါ့အမှတွေ့ခဲ့သေးတယ်ဗျအမှချက်ကစားတဲ့ကလေးလေးတွေ့လို့လည်းရိုက်ခဲ့သေးတယ်ဒါပေမဲ့အထက်တော့ဝင်ပြီးတော့မရိုက်ခဲ့တော့ကျွန်တော်လည်းနေတအားပူလာလို့ရှိရင် အဲပြန်အမအချိန်နောက်ကြောက်အောင်ဆိုလို့အမချက်ကစားနေတဲ့ခလေးတွေရှိသေးဗျ။ကျွန်တော်အရင်ကနေပြန်ထွက်ပြီးတော့ဆိုင်ကယ်ငှားပြီးတော့အဲပြန်လာခဲ့တယ်ပေါ့နော်။ကျွန်မကခုတော့ကောင်းတာကဘေနီယန်ကြီးကြီးတောင်တန်းနေနေဆိုတော့ကျွန်တော်နေရတဲ့ bike ကလည်းစိတ်အေးတယ်ဗျာ။ဒါအဲရောက်ရောက်ပူးတဲ့လူတွေလာလေပူးတဲ့လူတွေသိပါတယ်။ဗန်ကောင်းတဲ့လူလုံးဝအဖိုက်မတူကျွန်တော်ဟို မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့တောင်ကြီးတို့ကလောတို့ဘိုက်လေးရတယ်ဗျာကျွန်တော် AI ရောင်းနေလို့ရတယ်ကိုသွားနေတဲ့နေရာလေးသွားလို့ရတယ်ပေါ့အဲတော်တော်လေးအဆင်ပြေတယ်ဗျာအဲကျွန်တော် vlog ကတော့နည်းနည်းတော့ရှိသွားပြီဒါအခုပြန်နေလမ်းလေးပေါ့နော်ဘလော့အဆုံးလေးကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ပတ်မှာဒီ ျွန်တော်ချင်းမိုင်တက္ကသိုလ်တွေကိုသွားပြီးတော့ချင်းမိုင်တက္ကသိုလ်တွေမှာရှိတဲ့နေရာလေးတွေရိုက်ပြပါအောင်ကျွန်တော်ရဲ့ TikTok နဲ့ YouTube channel လေးကိုလည်းဥမာစပြီးတော့လုပ်တာပြည့်တဲ့အတွက်ကြောင့်ဝိုင်းပြီးတော့ follow နဲ့ subscribe လေးလုပ်လုပ်ပေးကြပါအောင်တောင်းဆိုပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်